ဟမ်ပြီးတော့နောက်တစ်ခုခင်ဗျားတို့ခရစ်ယာန်ဘာသာမှာပဲဖြစ်ဖြစ်ကျွန်တော်အစ္စလာမ်ဘာသာမှာပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာမှာပဲဖြစ်ဖြစ်ဟိန္ဒူဘာသာမှာပဲဖြစ်ဖြစ်ကဘာဥစလူသားဒီနော်အာဒံဖြစ်တယ်အာဒံကျွန်တော်တို့ကအာဒံလို့ခေါ်တယ်အင်္ဂလိပ်လည်းအာဒံပဲခေါ်တယ်ခင်ဗျားတို့ဗုဒ္ဓဘာသာဝင်တွေကတော့အများဆုံးကအာတန်လို့ခေါ်တယ်နော်အာတန်နဲ့အင်းဝါပေါ့ဗျာကျွန်တော်တို့မှာတော့အာဒံနဲ့ဟာဝါမင်းတို့ဘာသာတွေနဲ့ပတ်သက်ပြီးတော့ကိုကျော်ကြီးကမိုဟာမက်က6နှစ်သမီးလေးကိုယူပြီးတော့ဘယ်လိုဘာညာဆိုပြီးတော့ရိုင်းရိုင်းဆိုင်ဆိုင်ပြောတာပါသလား ပါသလားဘယ်ကြိုက်တဲ့ဗီဒီယိုဖိုင်ကိုပြောအခုလူတွေစော်ကားနေတဲ့ဇာတ်မျိုးတွေကိုကျော်ကြီးပြောတာပါသလားမင်းတို့ចမ်းစာအုပ်ထဲမှာဘလို့ရုပ်မာကြောင်းဘလို့အောက်တန်းကြကြောင်းအဲ့ဒီလိုចမ်းပိုက်တွေနဲ့ကိုကျော်ကြီးထောက်ပြခဲ့တာပါသလားရှင်းလားတက်တဲ့ရှိလို့ကိုပြောတာတက်တဲ့မရှိဘဲနဲ့မပြောဘူးဘုရားဘာသာနဲ့ပတ်သက်လို့ဝိဓိကသုံးပုံဆိုတာရှိတယ်မချိနဲ့ဘူးဆိုရင်ငကိုတွေကကိုကျော်ကြီးကပြောပြီးသားကြိုက်တဲ့လူလာခဲ့မင်းတို့ကဝိဓိကသုံးပုံတွေကမကောင်းတဲ့အကြောင်းတွေကိုပြော ကိုကျော်ကြီးကမင်းတို့ဘာသာရဲ့တရားဝင်ပြဋ္ဌာန်းထားတဲ့ Bible ဒီကိုရန်ကျမ်းတွေကနေမကောင်းတဲ့အကြောင်းအရာကိုတရားဝင်ပြောမယ်။နိုင်ပုံမှာ။ဒါမှမဟုတ်ရင်မင်းတို့ပိဋကတ်ကြားတဲ့ကိုကျော်ကြီးလာပြီးပြောမယ်။မင်းတို့ကလည်းပြော။အဲ့ဒီလိုမှမပြောရဲဘူးလား။မပြောရင်ပေါက်ကရ40တီလာပြီးမပုတ်ခတ်နဲ့။ဟုတ်လား။ဆိုတော့ဒီကနေ့ကဘာပေါ်မှာခင်ဗျားတို့ကျွန်တော်တို့နားလည်ရမှာကဗမာဗုဒ္ဓဘာသာတွေဒီလူမျိုးသုံးတက်ဖြတ်တဲ့လူမျိုးတွေဗမာဗုဒ္ဓဘာသာတွေဒီလူမျိုးသုံးတက်ဖြတ်တဲ့လူမျိုးတွေဒီကနေ့ အဲ့တော့ဗမာပြည်မှာရှိတဲ့ငါတို့အစ္စလာမ်ဘာသာဝင်တွေကဗမာမွတ်စလင်လို့မလုံတော့ငါတို့ကနာမည်ပြောင်းတော့မယ်ဥငါတို့သူတို့ကလားလို့ခေါ်တယ်မဟုတ်လားငါတို့လည်းဥကုလသမဂ္ဂမှာမဘုံတင်မယ်တခုဟေးငါတို့ကလားလူမျိုးတွေဘယ်လောက်ရှိတယ်ပေါ့ဟိုဗမာပြည်မှာဒါငါတို့ကကြည်ပြူစွာလက်ခံလိုက်မယ်ကလားတောက်ပြီမင်းတို့ကငါတို့ကကလားခေါ်တော့ဆိုတော့ငါတို့ကကလားလူမျိုးကိုယ်ကိုယ်စီဘာသာအစ္စလာမ်မဘုံတင်ထဲမှာဟိုကိုယ်ကိုယ်စီဘာသာထည့်ရမယ်ဆိုရင်ထည့်တယ်ငါတို့ကကလားလူမျိုးတွေကိုယ်ကိုယ်စီဘာသာအစ္စလာမ်ဒါဆိုမြန်မာတိုင်းနိုင်ငံလုံးမှာရှိသမျှကလားတွေအကုန်ပေါင်းလိုက် လူဦးရေ၄တောင်းလား၅တောင်းဆိုလို့ရှိရင်လွတ်တော်အမတ်ကဘယ်နှယောက်ဟာလားပြီးရင်ငါတို့ကလားရင်ချင်းမှုကငါတို့ကလားရင်ချင်းမှုရဲ့ဘယ်လဲဝန်ကြီးတွေလာတော့မယ်ပြီးရင်ဒီကလားလူမျိုးတွေတဲမှာကာကွယ်ဦးစီးချုပ်တွေလာတော့မယ်ဘာကြောင့်လဲဆိုတော့ငါတို့ကလားခေါ်တယ်ဆိုတော့ငါတို့ကကလားဖြစ်ခန့်ယူလိုက်တော့မယ်လေကဲနောက်တစ်ခုကျွန်တော်လာလာလာပြီးတော့အောက်မှာကျွန်တော်ရဲ့ post အောက်မှာလာလာမဲ့နဲ့တချို့ဗုဒ္ဓဘာသာဝင်တွေရှိတယ်ဘာကြီးလာပြောလဲဆိုတော့ဟာလေခမည်းတော်ကလည်းဟိုဘယ်လဲဟိုဘယ်လဲစိန်စိန်နဲ့ပေါ့နော်စိန်နဲ့ ဒီကြောက်မြက်ယတနာတွေနဲ့ဒီကြောက်ကြောက်စစ်ကြောက်ကြောက်ခဲတွေပေါ့ဗျာကြောက်စလိတွေပေါ့ဗျာကျွန်တော်လမ်းခင်းနဲ့ကြောက်စစ်ကြောက်ကြောက်စလိတွေပေါ့ကဲအဲ့ဒီကြောက်စလိတွေနဲ့ဒီဒီဒီစိန်နဲ့ဘယ်ဟာပိုများလဲလေသူကရှင်းပြောရင်ကျွန်တော်အရင်ကတင်သွားတဲ့ post မှာကျွန်တော်ကခရစ်ယာန်ဘာသာနဲ့အစ္စလာမ်ဘာသာဝင်ရဲ့ကဘာမှာကိုးကွယ်မှုအများဆုံးဘာသာလို့ပြောလိုက်တဲ့အပေါ်မှာသူတို့ကကျွန်တော်ရွက်ပြီးလာပြောတာဗျာတပည့်အရှင်းပြောရင်ဗျာ okay ဟိုဟိုတကယ်တန်ဖိုးရှိတဲ့ဟာနဲပြီးတော့တန်ဖိုးမရှိတဲ့ဟာများတယ်ဗောနော်ရှင်းပြောအစ္စလာမ်ဘာသာဝင်နဲ့ခရစ်ယာန်ဘာသာဝင်တွေကများနေရတဲ့အကြောင်းကြီးကတန်ဖိုးမရှိဘူးလို့သူတို့ကပြောကျင်တာ မင်းတို့ဗုဒ္ဓဘာသာဝင်တွေတေချာနားတော်တော့နော်ကဘာမှာတန်မိုးရှိတဲ့အရာကိုဘယ်လူသားမဆိုမမောတယ်တန်မိုးမရှိတဲ့အရာကိုဘယ်လူသားမမမောဘူးဒီကနေ့ငါတို့အစ္စလာမ်ဘာသာဝင်တွေက အစ္စလာမ်ဘာသာကတန်မိုးရှိလို့လူတွေကမတ်ဘောလို့ဒီကနေ့သူရဲ့ကိုးကိုးကွယ်တဲ့အစ္စလာမ်ဘာသာကိုးကွယ်တဲ့လူတွေကလည်းများနေရခြင်းဖြစ်တယ်နော်မင်းတို့ဗုဒ္ဓဘာသာဝင်တွေကရှင်းပြတန်မိုးမရှိလို့ကွာအဲ့ဒါကြောင့်မင်းတို့ကိုးကွယ်တဲ့လူနဲနေတာရှင်းပြောလားရှင်းလံကပြောတာအဲ့ဒါပဲခေါင်းနဲ့စဉ်းစားငါစော်ကားတာမဟုတ်ဘူးနော် မင်းတို့လာပြီးပြောလို့ငါပြန်ပြောတာโอเคရှင်းလားကဲအချိန်လည်းမရတော့ဘူးအားလုံးကျေးဇူးတင်တယ်ကျွန်တော်မွတ်စလင်ကြီးကိုမတော်မတဲ့အားလုံးဒီဗီဒီယိုရှယ်ပေးကြဗျာနော်များများလေးရှယ်ပေးကြခင်ဗျားတို့အဲ့ share ဖို့အတွက်ခင်ဗျားတို့တိတ်လက်မလေးနေနေဗျာနော်တဘောပေါ့လားကျွန်တော်ကပြောနေရတာကျွန်တော်ပြောနေရလို့ပြင်ပန်းနေတာခင်ဗျားတို့ကမ share တဲ့အပေါ်မှာကျွန်တော်ပြောတဲ့ကျွန်တော်ပြောကျွန်တော်ပေးတဲ့ message တွေကတဖက်လူတွေရှိမရောက်ဘူးဖြစ်နေတယ်နော်များများလေးရှယ်ပေးကြဗျာနော်ကျွန်တော်မွတ်စလင်ကြီးကိုမတော်မတဲ့အားလုံးအားလုံးကျေးဇူးပြောနေတယ်မျိုးပြောင်းမယ်မျိုးပြောင်းမယ် ဘုန်းကြီးမောင်6တိုင်တော့မိမပြူနဲ့ကျောင်းထဲမှာခိုးအောင်နေတယ်ကလေးမမွေဘူးတနည်းမှာကလေးဘောင်ဘယ်လောက်နစ်နာမလဲဟမ်ခိုးပြီးတော့တမယာတာမယာကိုမတိန်ကျင့်မလားခင်ဗျားတို့တနည်းတမယာစနစ်စိတ်သာကောက်လိုက်ပမာပြီမှာကူမိမတွေကပိုးနေတယ်တနည်းတမယာကြံတဲ့မိမဘာလောက်အောင်မလဲသူတို့မှသွေးသားမရှိတော့ဘူးလားသူတို့မှယာကားဆိုင်မရှိတော့ဘူးလား ဘာသာရေးကိုစော်ကားခြင်းလို့ပြောတာမဟုတ်ဘူးခင်ဗျားတို့ပြောနေတာနဲ့ခင်ဗျားတို့လောက်နေတာနဲ့စောက်တလွဲလောက်နေတယ်မျိုးတော့မှကြောက်မျိုးဖောက်ကြားလားမျိုးပြောက်မှကြောက်မျိုးဖောက်မတာအားလုံးပဲမင်္ဂလာပါ ။အစ္စလာမ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ online ပေါ်မှာမယိုင်းတာတွေစော်ကားနေတာတွေကျွန်တော်တို့တွေ့ရတယ်။ဒါပေမဲ့အထွေထွေကျွန်တော်တို့ဘာမှတုံ့ပြန်ပြောဆိုတာမရှိပါဘူး။သို့တော်လည်းပဲတခုတလေများကျွန်တော်တို့ဘက်ကနေပြီးတော့ထောက်ပြပြောဆိုလာပြီးဆိုရင်ကျွန်တော်တို့မွတ်စလင်တွေကအစနာတက်တယ်။ဘုသူ့ဘက်ကနာတက်တာလဲဆိုတော့အဲ့ဒီ669တွေဘာဘာသားတွေဘက်ကနာတက်တယ်။ နောက်တစ်ခုကကြောက်တယ်ဆိုတော့ကျွန်တော်ပြောချင်တာကကျွန်တော်တို့ကပဲတခါတလေထပြီးတော့ပြန်ပြောလိုက်ရုံနဲ့မြန်မာနိုင်ငံထဲမှာလူမျိုးရေးဘာသာရေးအထူးလုံးနေဖြစ်မှာအရင်ဆိုးရင်နေတယ်အလားဆိုတာဘာတူပါလဲအလားဆိုတာအေကန်ဆက်ဆက်မုတ်ချက်တာကိုးွယ်ခြင်းကိုခံထိုက်တော်မူသော AK1 တစုရီသောအတ္တဒါရနောဆက်ဆံသူကင်းသောနေမာတာအရာခတ်သိမ်းတို့ကိုဖန်ဆင်းတော်မူသော အနာဒီကောအစမရှိသောအနန္ဒီကောအဆုံးမရှိသောအဒုတိယပေါင်းဖော်ပေါင်းဖက်ကင်းသောအတမောအတုမရှိသောအပလိပုဂ္ဂလောပြိုင်ဘက်မရှိသောအပမေယောမနိုင်ရှင်အပ်သောအတုလောတူတူမရှိသောအစိန်နေယောမကြံစီကောင်းသောတပ္ပညုတပ္ပဝိတုခတ်သိမ့်ကုန်သောအရာတို့ကိုမိမိတကူအာနုဘောဖြင့်လိုလျောက်သိတော်မူထသောအိုနာတေခြင်းကင်းသည့်ပရမတ်တဂုံတော်နှင့်ပြည့်စုံတဲ့ နေသထာဝရမြဲတီလျက်ရှိသောကိုးကွယ်ရာအရှင်ပဲဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေအတွက် အလာကလွယ်ပြီး အမှန်တကယ်မှာခြားခတ်ဝေကိုးကွယ်ခြင်းခံထိုက်သူ လုံးဝလုံးဝမရှိပါအဲ့ဒီအလာကပဲအာဒံကကုတံငိမ့်ချက်မှုအပေါင်းခါညောင်းပါစေကစလို့ကောနာဂုံကတ္တပဂေါရမမြတ်စွာအိဗရာဟင်မိုးဆက်မူဆာ Jesus is ။ကိုညီနာယုံမော့ဗျာသူများဘာသာကိုမပုတ်ခတ်ပါနဲ့မစော်ကားပါနဲ့ပြောတဲ့လူတွေကဘာသာတရားရဘယ်သူဘယ်ညာကို ကြွန့်ကျင်တာပဲပြောပါတော့။လာပြောနေတဲ့လူတွေတော်တော်များတယ်။ဟုတ်ပြီနော်။ရိုးရိုးလေးစဉ်းစား။ရိုးရိုးလေးစဉ်းစား။တရားများတတ်မှုလိုအပ်တယ်။လောကကြီးထဲမှာဗဇက်ကနေပြီးတော့တရားများတတ်မှုပြောလို့မရဘူး။လက်တွေ့ကြကြတရားများတတ်မှုလိုအပ်တယ်။လောကကြီးမှာဖန်ဆင်းရှင်ရှိပါတယ်လို့ယုံကြည်တဲ့သူတွေရှိတယ်။ ဖန်ဆင်းရှင်မရှိဘူးလို့ယုံကြည်တဲ့သူတွေရှိတယ်။နှစ်ယောက်တစ်လုံးကယုံကြည်မှုပဲ။နားလဲလား။ဖန်ဆင်းရှင်ရှိပါတယ်လို့ယုံကြည်တဲ့သူတွေအကုန်လုံးဒီလေယုံကြည်မှုတက်တက်တာဖြစ်တယ်။လောကကြီးကိုဖန်ဆင်းတာလည်းမမြင်ခဲ့ရသလိုလူကိုဖန်ဆင်းတာလည်းမမြင်ခဲ့ရဘူး။အာရန်နဲ့အေဝတီပင်လည်းဘာတစ်ခုမှမြင်ခဲ့ရတာမရှိဘူး။ပုဂ္ဂိုလ်ကြီးတဝူးကနေပြီးတော့ငါကဖန်ဆင်းပါတယ်လို့ပြောလို့လက်ခံလိုက်ရတာပဲရှိတယ်။ဘသူမှဒီလောကကြီးကိုဖန်ဆင်းထားကြောင်း မြင်ခဲ့တွေ့ခဲ့သိခဲ့တဲ့ကိုတိုင်းသိကိုတိုင်းတွေ့တဲ့လူတယောက်တစုံတယောက်မှမရှိဘူးအဲ့ဒီလူတွေကဖန်ဆင်းရှင်ကြီးရှိပါတယ်လို့တွင်တွင် ပြောနေကြတာကိုကြတော့ဘာသာရေးလို့လက်ခံပြီးပြောခွင့်ရှိတယ်လို့လက်ခံနေဖန်ဆင်းရှင်မရှိဘူးလို့ယုံကြည်တဲ့သူတွေကလည်းဖန်ဆင်းရှင်မရှိကြောင်းကိုပြောခွင့်ရှိရမယ်အဲ့ဒါမှတရားမျှတမှုဖြစ်မှာလीအ မင်းတို့ကြတော့ position ရှိကြောင်းကိုတခါတည်းခရီးလေလို့တခါတည်းဘာသာပေါင်းလုံးကပြောနေကြပြီးတော့ position မရှိပါဘူးလို့ယုံကြည်တဲ့သူတွေကပြောခွင့်မရှိဘူးဆိုတဲ့တရားတစ်ဖက်ဆောင်းနေဖြစ်နေမတရားမှုဖြစ်နေတယ်ဒါဘာသာရေးစော်ကားတာမဟုတ်ဘူးမရှိတဲ့မရှိဘူးလို့ယုံကြည်သူကလည်းမရှိတဲ့အတိုင်းပြောပိုင်ခွင့်ရှိတယ်ရှိတယ်လို့ယုံကြည်သူကလည်းရှိတယ်လို့ပြောပိုင်ခွင့်ရှိတယ်ယုံကြည်တဲ့လူကယုံဘယ်စကားကိုလက်ခံမလဲ ဖန်ဆင်းရှင်မရှိဘူးလို့ယုံကြည်သူကိုလက်ခံပါလားဖန်ဆင်းရှင်ရှိတယ်လို့ပြောတဲ့ယုံကြည်သူကိုလက်ခံပါလားယုံရင်လက်ခံရင်တာလက်ခံလူတယောက်စီလွတ်လပ်စွာယုံကြည်ပိုင်ခွင့်ရှိတယ်နားလဲလားအဲ့ဒါတရားမျှတမှုပဲကိုရောဤယနေ့ပြောနေတဲ့ဇာတ်တွေသည်တရားမျှတမှုကိုပြောတာမင်းတို့ဘာသာတွေကိုပုတ်ခတ်တာလည်းမရှိဘူးစော်ကားတာလည်းမရှိဘူးဟုတ်ပြီနော်လက်ရှိရှိနေတဲ့အရှိမှန်တရားမင်းတို့ဘာသာမှာမရှိတဲ့အကြောင်းအရာတွေကိုရှေ့တရားပြောပြီးပုတ်ခတ်တာဘာတစ်ခုမှမပါဘူးဟုတ်လားမနေ့ကပြောထားတာ brain wash လုပ်တယ်ဆိုလို့တယောက်က လာပြီးတော့သူများဘာသာကို brain wash လုပ်တယ်လို့မပြောပါနဲ့ဗျာမင်းတို့ဘာသာကြီးခေါင်းဆောင်တွေ brain wash လုပ်လိုက်တာလေဗုဒ္ဓဘာသာမှာမရှိတဲ့အကြောင်းအရာတွေကြီးပဲဂုံးတိုက်တာအဒီကလေးပြောသွားတဲ့ဇာတ်ကားတွေမဟုတ်ဘူးဇာကီ၌ပြောတယ်မော်လဝီတယောက်လိုင်းမော်တက်ပြောတယ်ချစ်ကိုကိုဦးဆိုလားချစ်ကိုကိုလားအဲ့ဒီကောင်တက်ပြောတယ်၃ယောက်လိုင်းပေါ်မှာတက်တည်ရှိတယ်အဲ့ဒီဇာတ်ကား video file 3 file တက်တည်ရှိတယ်ဘာသာရေးခေါင်းဆောင်လို့ကိုကိုကိုခံယူထားတယ်မော်လီဆာဆရာလို့ခံမော်လီဆာလို့ခံယူထားတဲ့လူတွေပြောတဲ့စကား ကျန်တဲ့ကလေးတွေကဒီစကားတွေငါအောင်မှာလာတွင်တွင်ပြောတာကမထူးဆန်းဘူးဟုတ်လားမင်းတို့ဘာသာရေးရဲ့ဗလိမ်းမကြံပြောတဲ့စကားတွေဘာသာရေးခေါင်းဆောင်တွေရဲ့ဗလိမ်းမကြံပြောတဲ့စကားတွေကတရားဝင်ရှိတယ်လိုင်းပေါ်မှာဒါကြောင့်မလို့ဘာသာရေးခေါင်းဆောင်တွေ brain wash လုပ်တယ်လို့ပြောတာမနာနဲ့အမှန်တရားကိုပြောတာဟုတ်လားမတရားတဲ့စကားကိုကိုကြိုကြီးပြောတာမဟုတ်ဘူးရှင်းလားတသက်ရှိလို့ကိုပြောတာတသက်မရှိဘဲနဲ့မပြောဘူးဩရဘာသာနဲ့ပတ်သက်လို့ဝိဓိကသုံးပုံဆိုတာရှိတယ်မကျင်တဲ့ဘူးဆိုရင်ငကိုတွေကကိုကြိုကြီးကပြောပြီးသားကြိုက်တဲ့လူလာခဲ့ မင်းတို့ကဗီဒီကတ်သုံးပုံတွေကမကောင်းတဲ့အကြောင်းတွေကိုပြောကိုကျော်ကြီးကမင်းတို့ဘာသာရဲ့တရားဝင်ပြဋ္ဌာန်းထားတဲ့ဘိုင်ဘယ်ဒီကိုရန်ကျမ်းတွေကညီမကောင်းတဲ့အကြောင်းအရာကိုတရားဝင်ပြောမယ်နိုင်ပုံမှာဒါမှမဟုတ်ရင်မင်းတို့ပိဋိတ်တဲ့ကြားတဲ့ကိုကျော်ကြီးလာပြီးပြောမယ်မင်းတို့ကလည်းပြောအဲ့ဒီလိုမှမပြောရဲဘူးလားမပြောရင်ပေါက်ကရ40တိလာပြီးမပုတ်ခတ်နဲ့ဟုတ်လားအယူအဆမတူလောက်လက်ခံနိုင်တဲ့အသိဉာဏ်စွမ်းအားကိုခံစွမ်းအားရှိကိုရှိရမယ်ဘုရားဘာသာကဒီလိုမျိုးဖန်ဆင်းရှင်ဆိုတာကို တတ္တဝါဖန်ဆင်းခြင်းကိုလက်မခံဘူးဆိုတာကိုလက်ခံနိုင်စွမ်းရှိရမယ်။မင်းတို့ကတတ္တဝါဖန်ဆင်းခြင်းရှိတယ်လို့လက်ခံနိုင်တဲ့စွမ်းအားရှိရင်အဲ့ဒီလက်ခံနိုင်တဲ့စွမ်းအားကိုပြော။ဒီဘက်ကလည်းတတ္တဝါဖန်ဆင်းခြင်းမရှိဘူးဆိုတဲ့အကြောင်းအရာကိုပြောမှာမင်းတို့ခံနိုင်ရင်ရှိအောင်ကြိုးစား။ဟုတ်ပြီလား။ကိုယုံညင်နာယုံမှာဆိုပြီးတော့ကပါမလုံးနဲ့။အဲ့ဒါကပါလို့တာ။ငါတို့ကြတော့ဖန်ဆင်းရှင်ကြီးရဲ့ကောင်းကြောင်းတွေညှို့မယ်။ဖန်ဆင်းရှင်ကြီးရဲ့အဆုံးအမတွေကိုညှို့မယ်။ဖန်ဆင်းရှင်ကိုမရှိဘူးလို့လက်ခံထားတဲ့သူတွေကမပြောရဘူးဆိုတာလူပါဝါတာ။ အဲ့ဒါကြောင့်တစ်ဖက်ဆောင်နေဒီလူအားဝါတာလို့ခေါ်တယ်အဲ့ဒါဘာသာရေးကိုကာပါယူပြီးလူအားဝါတာဟုတ်လားမင်းတို့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ကိုကျော်ကြီးကမိုအမက်က6နှစ်သမီးလေးကိုယူပြီးတော့ဘယ်လိုဘာညာဆိုပြီးတော့ရိုင်းရိုင်းဆိုင်ပြောတာပါသလားပါသလားဘယ်ကြိုက်တဲ့ဗီဒီယိုဖိုင်ကိုပြောအခုလူတွေစော်ကားနေတဲ့စကားမျိုးတွေကိုကျော်ကြီးပြောတာပါသလားမင်းတို့ကျန်းစာအုပ်ထဲမှာဘလို့ရုပ်မာကြောင့်ဘလို့အောက်တန်းကြောင့်အဲ့ဒီလိုကျမ်းပိုက်တွေနဲ့ကိုကျော်ကြီးထောက်ပြခဲ့တာပါသလားကြိုက်တဲ့ဗီဒီယိုဖိုင်ယူလာခဲ့ အဲ့ဒါမှမင်းတို့ဘာသာကိုစော်ကားတယ်လို့ပြောမှာလေအခုချိန်ဒီမစော်ကားသေးဘူးဒါပေမဲ့မင်းတို့ကစိန်ခေါ်လာလို့မင်းတို့ပြိတဲ့ကြားတဲ့ကြောင်းရယ်တော့အဲ့ဒီကျမ်းပိုက်တွေကိုတခုချင်းလက်ညှိုးထိုးထောက်ပြပြီးတော့စော်ကားမှာအဲ့ဒီအချိန်ကျရင်စော်ကားမှာပြန်ဆိုင်တာလေပြန်ဆိုင်တဲ့အချိန်ကျရင်တော့စော်ကားမှာအခုမစော်ကားဘူးကြိုက်တဲ့ဗီဒီယိုဖိုင်ကြည့်ပြီးယူလို့ရတယ်ဘာသာရေးပြိပခဖြစ်အောင်မလုပ်ဘူးဘာသာရေးပြိပခဖြစ်အောင်ဂုံးမတိုက်ဘူးမတုန်ညီတဲ့အယူဝါဒတွေကိုတဲ့တဲ့တင်ပြတာလူတွေကြိုက်တာကိုလက်ခံနိုင်စွမ်းရှိရမယ် မတူညီတာတွေကိုလက်ခံနိုင်စွမ်းရှိမယ်မတူညီမှုကိုလက်ခံနိုင်မှငြိမ်းချမ်းရေးကိုရတာမတူညီတာတွေကိုတူတယောင်ပြောလာလို့ရှိရင်လူဝါးွားတာကျူးကျော်တာစော်ကားတာနားလဲလားအဲ့ဒီကျူးကျော်စော်ကားမှုတွေမဖြစ်အောင်ကိုကျော်ကြီးဟာမတူတာတွေကိုမတူဘူးလို့တက်တဲ့လူတိုင်းလက်ခံနိုင်ရမယ်။ယောက်ျားနဲ့မိန်းမမတူဘူး။မင်းတို့လက်ခံလား။လက်ခံတယ်လက်ခံအောင်နေမဟုတ်ကြိုက်တောင်ကြိုက်သေးတယ် လက်မခံယုံနေမဟုတ်ဘူးနော်မင်းတို့ကြိုက်တောင်ကြိုက်သေးတယ်တခါတည်းမုံမြက်လိုက်ကြတယ်နှစ်သက်လိုက်ကြတယ်ပွင့်ဖန်လိုက်ကြတယ်အယူဝါဒမတူလာကြတော့မင်းတို့ကလက်မခံနိုင်ဘူးအယူဝါဒတစ်ခုပဲရှိရမယ်ဆိုတာအဲ့ဒါကယူတာဟုတ်လားဘာသာရေးဆိုတဲ့စကားလုံးနဲ့ကာကာပါလုပ်ပြီးငါဘာသာမှအမှန်ငါတို့ယုံကြည်မှုမှအမှန်ဆိုရင်ယူတာယူအောင်နေမဟုတ်တော့ဘူးအဲ့ဒီဘာသာရေးယူယူသွုံမှုနဲ့တစ်ဖက်ဘာသာတွေကိုစော်ကားမယ်တိုက်ခိုက်မယ်တက်ပြက်မယ်လို့လုပ်လာလို့ရှိရင်ယုံညံ့တာလက်ခံလား ကိုကျော်ကြီးယနေ့ပြောနေတဲ့စကားတွေကမတူလာတယ်မတူကြောင်မတူကွဲပြားမှုကိုလက်ကိုခံရမယ်မတူဘူးသူတို့လည်းယုံကျင်တာယုံငါတို့လည်းယုံကျင်တာယုံမယ်အဲ့ဒီအတွက်ပြိပခတ်လုပ်เสียအကြောင်းမရှိဘူးပြဿနာတက်เสียအကြောင်းမရှိဘူးဟုတ်လားမတူလာတွေကိုတော့တူတဲ့အောင်လာမပြောနဲ့မရှိတာတွေကိုရှိတဲ့အောင်လာမပြောနဲ့အဲ့ဒီလိုပြောလိုက်ရင်တော့လူဘာဝမှုကျူးကျော်မှုစော်ကားမှုလို့ကိုကျော်ကြီးတို့ကသတ်မှတ်တယ်အဲ့ဒီကိစ္စကိုဖြေရှင်းတယ်ဟုတ်ပြီလား